တောပူစာချင်းကို ကုတက်ရင်ဇေတတပီနာကျင်မှုမရှိတော်နီလံမကြာခဏဆုတ်တလို့တွားစရာဝန်ဒီတပဇတ်ထုံတွားစေရန် ထုံစေးထိုးပေးခြင်းဖြင့်တွားဤပူစာပျက်စီးဆွေးမြင့်နေတော်အစိတ်အပိုင်းကိုဖယ်စားရန်နဲ့တွားတွင်ဒူးခြင်းဖြင့်တွားအပေါက်ကိုမာကြောစီတော်အရာဖြင့်ဖြစ်ပေးခြင်းဖြင့်တွားစရာဝန်ဒီပြုပြင်ပေးပါသည် တင့်တော်နေကတွင်ကျမရေအမခန့်ပေါ်မူတည်၍၎င်းသည်ဈေးကြီးနိုင်ပါသည် အထူးသဖြင့်ခလေးများစွာအတွက်စိတ်ဖိစီမှုဖြစ်စေသောအရာတစ်ခုလည်းဖြစ်နိုင်ပါသည်တည်ရင်ကောင်းမှအတိမကြဖူးသောမျက်နှာမယ်လီ invasive care MIC အနည်းဆုံးထိုးဖောက်ဆောင်ရှားမှုဟုခေါ်သောတွားအပေါက်များကို ပြုပြင်ရန်အခြားနည်းလမ်းတစ်ခုရှိပါသည်၎င်းသည်နာကျင်မှုမရှိ၍မြန်ဆန်သည်တွားတွင်တူခြင်းဒုမဟုတ်ဆေးထိုးခြင်းမပါဝင်ဘဲဈေးပိုတတ်တာသည် တော်အပေါအများပြားကိုဒီကြိမ်နဲ့ဖြစ်ကူတန်းနိုင်ပြီးတွားဆရာဝန်များတော်မကဂျာမိုင်းဆောက်ရှောက်မှုကျွမ်းကျင်သူအများပြားကိုလည်းဤဆောက်ရှောက်မှုပေးနိုင်ရန်လေ့ကျင့်ပေးနိုင်ပါသည် လူတိုင်းဒီ၎င်းတို့ဤ community အတွင်တတ်နိုင်သောတွားနှင့်ကတွင်ဆောက်ရှောက်မှုနှင့်ကုသမှုရယူရန်ထိုက်တန်ပါသည်တင်ပါဇတ်နှင့်တွားများဤတမ်းမရေးသည့်တင်ခန္ဓာကိုယ်တစ်ခုလုံးဤတမ်းမရေးနှင့်ဆက်စပ်နေပါသည်တမာတော့တွားများသည့်ကျွန်ုပ်တို့အတွက်ကျမရည်နဲ့ညီညွတ်တော်အစားအစာများကိုစားရန်ကူညီပေးပါသည်။တွားများသည့်စကားပြောခြင်းမှပြုံးရခြင်းအထိ အချင်းချင်းပြောဆိုဆက်ဆံပုံတွင်အရေးကြီးသောအစိတ်ပိုင်းတစ်ခုလည်းဖြစ်သည်ဒါပေမဲ့ကျွန်ုပ်တို့စားတဲ့အစားအစာတွေကအက်ဆစ်တွေများလာတဲ့အခါတွားတွေအားနည်းလာပြီးတွားတွေပေါက်လာနိုင်ပါတယ်၎င်းဒီနာကျင်မှုနဲ့မတမတဖြစ်စေကကျွန်ုပ်တို့ဤခန္ဓာကိုယ်တစ်လျှောက်တွင်ယောဂများပြန့်နှံ့စေပြီးကျွန်ုပ်တို့ဤဓမ္မရေးကိုအန္တရာယ်ဖြစ်စေနိုင်သည် ီဗီဒီယိုဒီတင်းကိုငွေနဲ့အချိန်ကုန်တတ်တဆီပြီးတင့်တော်များကိုကျမစီမြင့် minimally invasive care mic အနည်းဆုံးထိုးဖောက်ဆောက်ရှောက်မှုအကြောင်းပုံမပြောပြပါမည်ကုတ္တဏီကဒီလိုပါသွားဆရာဝန်တို့မဟုတ်အခြားလေ့ကျင့်သင်ကြားထားတော့သွားပက်ဆိုင်ရာကျွမ်းကျင်သူဒီကုတ္တမှုပေးရန် လိုအပ်သောသွားများကိုတန်းစင်ပေးပြီးပေးချောက်လိုက်ပါပြီ။ ထို့နောက်၎င်းတို့သည် SDF ဟုခေါ်သောဈေးကိုတုံလင်းက6တွားအောင်ထားလိုက်ပါပြီ။ဈေးဝါဒီတွားများကိုတမစီပြီးပိုးဝင်ခြင်းကိုရက်တန်းစီတော့ကြောင့်ပိုးစားပြည့်စည်ဆွေးမြင့်နေတော့နေရာကို မဲသွားစေမည်။ အကယ်၍အမဲရောက်ဆုံးထင်းနေတော်နေရာဒီအလွန်မြင်တာတော်နေရာတွင်စိနေပါကတွားဆရာဝန်တို့မဟုတ်တွားနေကတွင်တန့်စီရေလုတ်ပေသူဒီကုတထာတော်နေရာကိုတွားအယောင်တင်ဒီအရာတစ်ခုခုကိုလိမ့်ပေးနိုင်ပါသည်တင်စေထိုးရန်မလိုအပ်ပဲဖြင်းစင်တစ်ခုလုံးဒီနာကျင်မှုမရှိပါတင်ဤပုံမှန်တွားနေကတွင်ဆဆမှုနဲ့ စစ်ဆေးမှုဆက်လုပ်ရန်မမေ့ပါနဲ့ကလေးများသည့်သူတို့၏ပထမသွားများအတွင် အပေါက်များ ပေါက်လာသောအခါတခါတည်းရန်ကလေးသွားများဟုခေါ်သည်ငွေပေးချေတာဇီဂျီပီမကြခဏကြောက်စရာကောင်းတဲ့ကုသမှုတစ်ခုခံယူရန်အတွက် နောက်ဆုံးမှသွားတွေကျွတ်သွားမှပဲဖြစ်လို့မလိုအပ်ဘူးလို့ထင်ရပါတယ်ဒါပေမဲ့ပထမသွားများအတွင် ပိုစာပြက်စီဆွေးမြင့်ခြင်းကို ကုတတ်ခြင်းဒီခလေးဤပါဇက်အတွင် ပိုးမွားပြန့်နှံ့ခြင်းမှကာကွယ်ရန်အမှန်တကယ်အရေးကြီးပြီး၎င်းတို့ဤတော်များနဲ့ကျမရဲ့အတွက်ရေစေပြဿနာများကို ဖြစ်စေနိုင်သည် minimally invasive care အနည်းဆုံးထိုးဖောက်ဆောင်ရှားမှုဒီမနာကျင်ဘဲများစွာသောစိတ်ဖိစီးမှုကိုနှေးပါစေပြီးဇေလတတ်တာတို့ကြောင့်ခလေးများဤ ွားအပေါက်များကိုကုတရန်အတွက် အထူးကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်သည် minimally invasive care အနည်းဆုံးထိုးပေါက်ဆောက်ဆောင်မှုကို medication မှပံ့ပိုးပေးပါသည်။ဗမောက်တွင် medication ကလေးများနှင့်ကိုယ်ဝန်ဆောင်များအတွက် သွားနှင့်ကုတွင်းဆိုင်ရာ ဆောက်ရှောက်မှုကိုအပြည့်အဝပံ့ပိုးပေးပါသည်။ ကျိုတင်ကာကွယ်မှုဆောက်ရှောက်မှုဒီအရေးချင်းပြည့်မီတော့အရွယ်ရောက်ပြီးသူများအတွက်လည်းအပြည့်ဝပံ့ပိုးပေးပြီးနေစဉ်ကန့်တတ်ချက်အထိကုသမှုခံယူနိုင်ပါသည် SDFD ဤကန့်တတ်ချက်အတွင်ကုသခံယူရန်ကုန်ကြစရိတ်ထိရောက်တော်နည်းလမ်းတစ်ခုဖြစ်သည်တကယ်တော့လူနာများစွာအတွက် MICD တွားပို့စားခြင်းကိုကုသရန်အကောင်းဆုံးနည်းလမ်းဖြစ်သည် ပြည်နယ်တဝန်းတွင်ဤကုသမှုကိုတိုးချဲ့ရန်ကျွန်ုပ်တို့လှုံ့ဆော်နေပါသည်ထို့ကြောင့်တင်တို့မဟုတ်တင့်ခလေးတွင် နောက်တစ်ကြိမ်တွားအပေါက်ပေါက်ပါက minimally invasive care အကြောင်းတင့်တွားဆရာဝန်ထံမေးမြန်းပါ